အပူပိုင်းမုံတွင်ဘူလွန်ရဲ့အချိန်ကြောင်းဒီကနေ့စက်တင်ဘာ30ရက်နေ့လယ်ပိုင်းထိရှင်းတွေအရမြန်မာနိုင်ငံလယ်ပိုင်းကမြို့နယ်17ခုထက်မနည်းမှာရေကြီးရေလျှံမှုတွေတောင်ကျယူတွေဝင်ရောက်မှုတွေဖြစ်ပွားနေပါတယ်ဒီဖြစ်ရပ်တွေအတွင်းလူသေဆုံးမှုတွေရှိခဲ့ပြီးဆေးရုံတွေကိုပါအရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်လက်ရှိအချိန်ထိမန္တလေးတိုင်းကမိထီလာကြောက်ပောင်းရမဲတင်ပျော်ပွဲမြင်းရံနထိုးကြီးမြို့နယ်တွေပဲခူးတိုင်းကအုတ်တွင်းနဲ့ဖြူးမြို့နယ်တွေမကွေးတိုင်းကရေနံကျောင်းနဲ့နမ်းမောက်မြို့နယ်တွေ နေပြည်တော်ကတက်ကုန်းမြို့နယ်တွေကကျေးရွာတွေနဲ့လမ်းတွေမှာရေကြော်နှိမ့်မြုပ်တာတွေဖြစ်ပွားနေတယ်လို့ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရသိရပါတယ်။ဒီမြို့နယ်တွေမှာဆယ်ရီတွေမြင့်တက်တာရေကြီးတာနေအိမ်တချို့ရေကြီးနဲ့မျောပါသွားတာတွေအထိဖြစ်ပွားနေပါတယ်။အထူးသဖြင့်ရေနံချောင်းမြို့နယ်မှာဆိုရင်ရက်ွက်နဲ့ကျေးရွာအများပြားရေပြီးတင်းလို့ပြည်သူတွေဘေးလွတ်ရာကိုပျောက်ရွှေ့နေကြရပြီးကျပ်ဝရောင်းမြို့နယ်မှာဆိုရင်လည်းကျမောက်တောင်ဆဲရေကြော်နေတာကြောင့်အနီးနားကကြေးရွာတွေအထူးသတိထားနေရပါတယ်။ ဒီရေဘေးတွေအတွင်းလူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်မန္တလေးတိုင်းပတင်ကြီးမြို့နယ်ရှစ်ထက်ရေတံခွန်မှာရုတ်တရက်တောင်ကျရေကြောင်းရေကစားနေတဲ့နိုင်ငံသားသားဆရာဆရာမလေးဦးမျိုးပါတည်ဆုံခဲ့ရပါတယ်ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကလည်းမကွေးတိုင်းနမ်မောင်မြို့နယ်ကရေကြီးမှုမှာမိသားစုတစုတည်းက6ဦးထိတည်ဆုံခဲ့ပါတယ်အလားတူပဲပဲခူးတိုင်းအုပ်တွေးမြို့နယ်ညောင်ချီတောင်မြို့မှာဆိုရင် တောင်ကြီကြီးဟာတိုက်နယ်စေယုံတဲ့ကိုအချိန်နဲ့ဝင်ရောက်ခဲ့တာကြောင့်စေကူတမှုခံယူနေတဲ့လူနာ20ဦးကိုအရေးပေါ်ကယ်ထုတ်ပြီးအနီးနားကကျွဲပွဲစေယုံကိုအမြန်ဆုံးပြောင်းရွှေ့ပေးခဲ့ရပါတယ်။မိုးလေဝသနဲ့ဇလဗီရညွှန်ကြားမှုဦးစီးဌာနကလည်းလာမယ့်24နာရီအတွင်းနေရာကွက်ပြီးမိုးကြီးနိုင်သေးကြောင်းသတိပေးထားတာကြောင့်ပြည်သူတွေအနေနဲ့အထူးသတိထားနေထိုင်ဖို့တိုက်တွန်းလိုပါတယ်။